တရားဟောကောင်းတဲ့ကိုယ်လေးအရှင်ဥဒ္ဓမသာရရဲ့တည်ခြင်းချရာလို့တိုင်းကလုံးကပြည်သူတွေကတော့လမ်းဖြန့်ခဲ့ရပါရီအလိုမဲ့စိတ်မကောင်းဖြစ်ရပါရီအလုံးလဲမှတ်မိချမလားမသိဘူးငါနေ့ရွယ်ကိုယ်ရင်လေးကတရားဟောအရန်ကောင်းတဲ့ဘုရားလောင်းလေးဆိုပြီးတော့လုံးခဲ့တဲ့နေ့နဲ့သုံးနှစ်လောက်ကမြမ Facebook တခွေမှာအရန်အရန်ကိုနားပြီးကြည့်ခဲ့တယ်အရှင်ဥဒ္ဓမသာရလေးလူကြောင့်တကယ်လေးလာဆန်းစစ်တဲ့ခါမှာတော့သူကအဲ့ဒီအချိန်တုန်းကတော့အသက်ဆန်းနေတဲ့ခွဲ73နှစ်ထဲမှာရှိနေပါပြီ။ ခုဆိုရင်အရှင်အတ္တမသာရ၄က၅နှစ်ကျော်လာပါပြီဆိုတော့ခန္ဓာကိုယ်ကအသက်၄နှစ်အရွယ်ဒါပေမဲ့အုံနောက်ကြတော့တတော်လေးကိုဖွံ့ဖြိုးတဲ့အထမ်းမှာပါတယ်ဒါကြောင့်မလို့လေဒါဖရားလောင်းလေးဆိုပြီးတော့အားလုံးကချီကျူခဲ့ကြရလေဖြစ်ပါတယ်နော်မှတ်ချက်ပေးခဲ့ကြရလေဖြစ်ပါတယ်အခုတော့အရှင်အတ္တမသာရလေးရုံးစွာမှစိတ်မကောင်းစရာတည်င်းပေါ့ဗျာအဲ့ဒါကတော့အရှင်အတ္တမသာရဟာသူ့ရဲ့ခန္ဓာကိုယ်ကလုံးဝဖွံ့ဖြိုးခြင်းမရှိတော့တာကြောင့်နော်ထိုင်းနိုင်ငံကိုစီးသွားစစ်ခဲ့ရပါတယ် ွားစစ်တဲ့အခါမှာအရှင်ဩဒမသာရရဲ့ခန္ဓာကိုယ်ဟာငါးနှစ်အရွယ်လေးရဲ့ခန္ဓာကိုယ်သာရှိပြီးအုံတော်ကတော့ငိုအတိုင်းပဲခွင့်ပြုခဲ့ကြောင်းဝင်ပြီးရပါတယ်။ဒါကြောင့်မလို့ခန္ဓာကိုယ်ဟာဘလုံးစွာမဆိုးရနေပြီးတော့မကြခင်မှာဒီဆုံးနိုင်တဲ့အထိရှင်ဩဒမသာရလေးရဲ့နော်လူလောကကြီးမှာနေရမယ့်အချိန်ကကြာမြင့်တော့မှာဖို့ကြောင်းနော်ထိုင်းစေးုံကြီးရဲ့စီးစစ်စစ်ချက်ကထလာတာဖြစ်တဲ့အတွက်လုံးစွာမှာတခါတခါမတွေကသူ့အတွက်စိတ်မကောင်းဖြစ်နေကြပြီလေဖြစ်ပါရီနော် ရှင်ဩဒမသာရလေးတော့ဘွားချိုင်ဒီလိုမျိုးအဖြစ်ဆူကြီးနဲ့เนาะရင်းဆိုင်မကြုံတွေ့ရပါစေနဲ့ဗျာဒီဘွားမှာเนาะအခုလိုမျိုးကြုံတွေ့ရတာအင်မတန်မှစိတ်မကောင်းပါဘူးเนาะသူ့အနေနဲ့ရာဂမရှိတဲ့တရားကမာတွေကိုလမ်းမှာရောက်အောင်တရားဟောနိုင်ပေမယ့်ကိုကိုတိုင်းကြတော့ဒုက္ခဆူကြီးနဲ့ရင်းဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်အင်မတန်မှစိတ်မကောင်းပါဘူးတော့ဘွားတွေရှိခဲ့ရင်ရှင်ဩဒမသာရလေးရေ ီထက်ကောင်းတဲ့ဘဝမျိုးပိုင်ဆိုင်ပါစေနော်ဒီဘဝမှာမိဟောတဲ့တရားတွေကအရင်ကောင်းနေရသော်တော်လူတွေကြောင်းလဲနေဆိုတော့နောက်ဘဝမှာမိဒီအကျိုးကျေးဇူးတွေခံစားရပြီးတော့ကောင်းမှုပြည့်စုံတဲ့ခန္ဓာကိုယ်ရပါစေဗျာ